ိုကြိုက်တဲ့အမှုပညာရှင်၃ယောက်လုံးလည်းပါတယ်နောက်တစ်ခုကကြတော့ဒီ timing သမီးလေးလည်းပါတယ်ဆိုတော့အားနဲ့အဲသူ့ကိုချိတ်ကြည့်ရပါတော့เนาะအဲသူတို့ကလည်း from bangkok to mandalay ကအခုဆိုရင်ရိုက်ကူးတာ10နှစ်ပြည့်တဲ့အချိန်ပေါ့เนาะအဲ့တော့ဖွတ်တည်သွားဖြစ်တာပေါ့เนาะ10 year anniversary မှာ10နှစ်တောင်ရှိသွားပြီဆိုတာလीတော်တော်မြန်မာပဲအချိန်တည်းရည်အမကလည်းတော်တိုက်ဆုပ်ဆိုင် ဒီပွဲလေးကိုတက်ဖို့ဒီ၄ရောက်ပေါ့နော်၄ရောက်ဆိုလို့စုစုစည်းတဲ့အကုန်လုံးပြန်ပြီးတော့ပွဲလေးကိုတက်ပေးပါဆိုတော့အရန်ကိုအမှတ်တရပို့ဖြစ်သွားတာပေါ့နော်အာဒီနေ့ကတော့ roster ပြန်ကြည့်မှာလေနော်ဟာဒီတိုင်းမှာတော့ငါဒီဒီကောဒီဇိုင်းမှာဒီတိုင်းကပြည်လဲအရန်ပြောပါတယ်လို့ဘာလို့လဲဆိုတော့နမ်မွားနဲ့မတွေ့ရအရန်ကြနေပြီဒီနေ့မှပြန်တွေ့တာအဲ့တော့ lady grace ဆိုလဲကျေးဇူးတင်တယ်နမ်မွားကလည်းကျေးဇူးတင်တယ်လို့ပြောမိင်္ဂလာပါရှင် မကမန္တလေးဆိုင်မှာဖွင့်ဝဲတော့ကလည်းကိုဆိုင်နဲ့ဖွင့်ခဲ့တာပေါ့နော်ကိုဆိုင်နဲ့ဖွင့်ခဲ့တော့ကိုဆိုင်နဲ့ကအာရင်းနှီးသွားရင်းနှီးတော့အဲနည်းနည်းထူးထူးဆန်းဆန်းလေးလည်းဖြစ်စေခြင်းနဲ့အဲ့တော့ဆိုင်ဖွင့်ဝဲကပြောရလို့ရှိရင်ဟိုမားတို့တွေဟိုဒီတမယိုးချောင်းမို့ပဲနဲ့လေနည်းနည်းဆန်းဆန်းလေးဖြစ်ခြင်းနဲ့အဲ့မှာ from bangkok to mandalay မှာကအဲကိုကြိုက်တဲ့အမှုပညာရှင်၃ယောက်လုံးလည်းပါတယ်နောက်တစ်ခုကကျတော့ဒီ timing သမီးလေးလည်းပါတယ်ဆိုတော့အဲ့နဲ့အဲဒီအဖွဲလေးပေါ့နော်ပြန်ဆောင်ရအောင်လို့ ုပ်ကြည့်မယ်ဆိုပြီးတော့အမအဲသူ့ကိုချိတ်ကြည့်တာပေါ့နော်အဲသူတို့ကလည်း from bangkok to mandalay ကအခုဆိုရင်ရိုက်ကူးတာ7နှစ်ပြည့်တဲ့အချိန်ပေါ့နော်အဲ့တော့ပတ်တည်သွားဖြစ်တာပေါ့နော်10 year anniversary မှာမင်းသမီးနှစ်ယောက်လည်းမရဲရတော့လေကုကုကိုကြုံသွားမှာပါတယ်7နှစ်တောင်ရှိသွားပြီဆိုတာလေတော်တော်များမှာပဲအချိန်တွေရလေခုတနေ့မှာ Facebook က memory တက်လာတော့ကီတိုရဲ့ driver share ထားတာအဲ peanut က share ထားတဲ့ပုံလေးတွေ့ပြီးတော့မအော်လို့ အမကလည်းတတ်တိုက်ဆုပ်ဆိုင်ဒီပွဲလေးကိုတက်ဖို့ဒီ၄ရောက်ပေါ့နော်၄ရောက်ဆိုလို့ကိုစုစုစီတဲ့အကုန်လုံးပြန်ပြီးတော့ပွဲလေးကိုတက်ပေးပါဆိုတော့အရန်ကိုအမှတ်တရပုံဖြစ်သွားတာပေါ့နော်တတ်တိုက်ဆုပ်ဆိုင်ပေါ့ဆယ်နှစ်လည်းပြည့်ပြည့်တယ်ပြီးတော့ဒီပွဲလေးကလည်းအဖွင့်ပွဲပေါ့ဒါလေဒီဖေးရဲ့၃ဆိုင်မြောက်ဖွင့်ပွဲလေးနဲ့လည်းတိုက်ဆိုင်သွားတယ်ပေါ့ဟုတ် ดูดูดีเปลี่ยนดูยาเลยเนาะวันตาบารไเลค่ะจริงๆก็รู้สึกเป็นเกียรติมากเลยนะคะที่ได้มาร่วมงานที่นี่แล้วก็ดีใจมากๆที่ได้กับมาพระมาอีกครั้งในรอบ 10 ปีนะคะก็ดีใจมากๆที่ได้มาร่วมงานกับในเกสมาคุณนันแล้วก็ดีใจที่ได้เจอคุณมูดิค่ะขอบคุณมากๆเลยนะคะที่ได้มีโอกาสให้หวานกับมาทำงานที่นี่ค่ะ ဝါမာရတော့ဘာလို့ဒီခါပြန်လာရတယ်ရန်ကုန်မှာရတာအရန်ဟောပြတာပါတော့ပြီးတော့မှ review ဆက်ဆက်ပြီးပြန်လာကြတော့အရန်ပြီးတော့မှလည်းအမှန်ကိုရှင်းတယ်ခရီးရတာကြောင့် ီလည်းအရန်ပြောပါတယ်လို့ဘာလို့လဲဆိုတော့နမ်မွန်နဲ့မတွေ့ရအရန်ကြာနေပြီဒီနေ့မှပြန်တွေ့တာအဲ့တော့ Lady Grace ဆိုလည်းကျေးဇူးတင်တယ်နမ်မွန်ကလည်းကျေးဇူးတင်တယ်လို့မြန်မာပြည်မှာသူပြောနေတယ်ဆိုရင်ကြားရတဲ့အတွက်ကြာဆိုတော့တော်ကြီးတို့ကမိန်းကလေးပေါ့ပါမိန်းကလေးကတော့ပေါ့ပါเป็นนักแสดงคนหนึ่งของของ Michael Kubala นี่ก็ตกลงกันดีเลยอ๋ออาซ่าป่ะเนาะอารมณ์วิการกันเนี่ยค่ะมาเจอกันอาซ่าดิชื่อด้วยสมมุติผ่านได้ผ่านเลยดิสิดูมั้ย Thank you ခုတော့ from bangkok to lady grace ဖြစ်သွားပါဘောเนาะเนาะဟုတ်တယ်အမလေးအမနဲ့အမမျိုးသားနဲ့ပေါ့เนาะအဲ bangkok ကိုသွားလိုက်ပြန်လိုက်လောက်တယ်ပြီးတော့သူတို့ရဲ့ဒီ agency နဲ့လည်းပဲအမတို့ဆွေးနွေးရတယ်ပေါ့เนาะနောက်သူတို့ကတော့ဒီလိုလာဖို့ကိုလက်ခံတာကလေလွယ်လွယ်ကူကူတော့မရဘူးအမတို့ company profile တွေပါကြီးအကုန်ပေးရတယ်ပေါ့เนาะအဲဒီတော့မှသူတို့ကပြီးတော့မှသဘောကျပြီးတော့အဲ့လို လာတာပေါ့နော်ဆိုတော့အဲလာပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်ဒီအဖွဲ့သားအားလုံးဒီဒီလေးရောင်လုံးတစုတစည်းတည်းတွေ့ရတော့ပျော်ဖို့လည်းကောင်းတယ်အမတ်တရားအမတ်တရားနော်ဆယ်နှစ်ပြည့်ဆိုတော့ဟိုကောင်းသွားတာပေါ့နော် Lady Grace ကလည်းဆယ်နှစ်ပြည့်တော့မယ် From Bangkok to Manila လည်းဆယ်နှစ်ပြည့်ဆယ်နှစ်ပြည့်ကဲတိုက်တိုက်ဆန်ဆိုင်လို့ပထမအကိကိုအမအစပြောကတော့ငါရေကိကလည်းအော်လို့ဒါဆိုရင်ပြည်သက်တွေလည်းစိတ်ဝင်စားမယ်ပေါ့เนาะဒီအတွဲဒီ from Bangkok to Manila class တွေလည်း ပါတယ်ဆိုတော့အထူးစွမ်းစမ်းလေးလည်းဖြစ်တယ်လို့အမကတော့အဲ့ဒါနဲ့တက်မယ်ဆိုပြီးတော့အမတော့ပြောလိုက်တာကင်းနေရဘန်ကောက်မှာဟိုကန်နီဘိုပွဲမှာဟို cruise ပေါ်မှာအဲ့ဟာပြောပြကြတာတိုင်မြင်ကြတယ်နော်တိုင်မြင်ကြရင်းနဲ့အဲ့ဒါလေးကောင်းလိုက်တာအမလို့ဖြစ်သွားတာအဲ့အမတ်တရလည်းဖြစ်တယ်လို့10နှစ်10နှစ်ပြည့်အိမ်မက်ပေါ့ lady grace ဆက်ပြလုပ်ပေးတာ thank you thank you ခင်ဗျသူဝင်သွားတာပေါ့ဇက်က from bangkok to manly လိုက်ရဲ့အရန်ကြိုက်ခဲ့ရတဲ့ classic ရုပ်ရှင်ပဲပေါ့เนาะဆိုတော့အဲ့လိုမျိုးဇာတ်ကားတွေလည်းဇာတ်ကားတွေလည်းထပ်ပြီးတော့ဖန်တီးခြင်းပါဟုတ်ဒီ class crew တွေအခုလုံးတွေကိုပြန်ဆက်ပြီးရအောင်ဇလန်ပေါ်မှာမူတည်တာပေါ့နော်။မဇလန်ကောင်းနေဆိုရင်တော့လေတမျိုးပေါ့နော်။ဟုတ်။ဒါလေးဆိုရင်ဒါကအပေါ်ထက်လေး အပေါ်ထက်လေးဒါအားလုံးစိတ်နဲ့လုပ်ထားတာနောက်တစ်ခုကကျမတို့က GIA သိမ်းပေါ့နော်ဒီဆိုင်မှာအဓိကမှ GIA စိတ်နဲ့တွေရောင်းမှာပေါ့အဲ့တော့စိတ်အကျွေတွေလည်းရှိမယ် GIA စိတ်အကျွေလည်းရှိမယ်နောက်တစ်ခုကအထက်ခပ်ပြီးသားအထက်လည်းရှိမယ်နောက်တစ်ခုကဒီမှာထူးဆန်းတာလေးကဒါလေးတွေဒါလေးတွေဒါကစိတ်အိတ်ကလေးတွေပါ ဒါအမကိုယ်တိုင်ဒီဇိုင်းလုပ်ထားတာလေးပေါ့နော်အဲဒီဟာလေးရဲ့ထူးခြားချက်ကဒီတိတ်ကိုဝယ်ယုံနဲ့အမတော့ကွာပွဲတက်ရင်မဖြစ်လဲဆိုတော့လေအင်ညီနဲ့လာအောင်အိတ်တွေခံရတယ်သိလားဟိုဒါအင်ညီမီးလေးပါဒါအင်ညီမီးလေးမဟုတ်ဒီထဲမှာကဒါလေးရအပိုဆယ်ခုတောင်ပါမှာအော်ခါလာဆယ်အောင်အမထည့်ပေးထားမှာအဲ့တော့ဒီလိုစိန်နဲ့ရွှေနဲ့ကွာအမတို့ဟိုရိုးရိုးပစံတွေ branded တွေဘလောက်ဖဲဝယ်ဝယ်ဒီလိုဟိုဟိုပေါ့နော်ပြန်ရောင်းမှုကခက်တယ်လေချက်ချင်းပြန်ရောင်းမှုဝေပေါ်မှုကခက်တယ်အဲ့တော့ဒါလေးတွေဆိုရင် ဒီကောင်တအိတ်ဝယ်ထားလိုက်လို့ရှိရင်100ရောင်အင်ကြီး100ရောင်နဲ့ဟိုလဲလဲပြီးတော့ဝတ်သွားလို့ရတယ်ပေါ့နော်အဲ့လိုမျိုးကျတော့ငွေပြန်ပေါ်ခြင်းလဲစိန်စစ်ရွှေစစ်ဆိုတော့အရန်လွယ်ဟုတ်တယ်အရန်လာတယ်ဒီနေ့ဆွဲကြိုးရလေတော်တော်လေးလက်ရာလေးကဣပြရပဲနော်ဟို accessories လေးလို့လည်းဖြစ်နေရယ်ဝတ်စုံအရန်သဘောကြရယ်ဝတ်စုံနဲ့လည်းခက်တိပဲအရှင်ပြေတယ်အဲ့ဒီအိတ်ကလေးရော ်ဟာလမ်းမောင်မကြတော့ဟိုပါမားတော့ပေါ့ပေါ့ပပလေးစင်နာပေးတာပေါ့နော်သူကကြတော့လည်းဟိုလွတ်လွတ်လပ်ပေါ့ပေါ့ပပစတိုင်လေးဆိုတော့သူ့ဟာနည်းနည်းလေးအဲ cute type လေးကိုတော့ပေးထားတယ်အဲ kick ကိုကြတော့ elegant type ကိုတော့ပေးထားတာပေါ့ဟုတ်ဟုတ်ကဲ့စိတ်တိုင်းကြပါရဲ့အကုန်လုံးလာပြီးသားလူတွေဆိုတော့လေဆက်ကြည့်လေရောအဲ my idea အခုသုံးဆိုင်မြောင်းနေနဲ့ဒါဆိုင်သိပုံမှန်စာကတော့မအားတို့ ဆိုင်တဆိုင်မှာတစ်ခါပဲလုံလို့ရတဲ့ပွဲပေါ့เนาะအဲ့တော့အမားကဒီဆိုင်သစ်ဖွင့်ပွဲမှာ customer တွေကိုဖိတ်ခေါ်တဲ့အနေနဲ့အမားတို့ရဲ့အာဒီပေါ့အရင်ဈေးနဲ့ကိုအမားတို့ကရောင်းပေးတော့မှဒီလေးရက်မှာဆိုတော့ရန်သာတဲ့တွေကိုတကယ်ကိုတန်တဲ့ဈေးနှုန်းနဲ့ဝယ်လို့ရမှာပေါ့နော်အဲ့တော့ဒီလေးရက်မှာလာခဲ့ကြပါလို့ဟိုတကယ်ကိုလေအဟအရန်တန်လာပြီလားဆိုတဲ့ဟာမျိုး ဖြစ်သွားအောင်လို့အမကအဲရောင်းပေးမှာပါလို့ဒီ၁၂ရက်နေ့ထိပေါ့နော်ဟုတ်ကဲ့ရှင်အာကိုကိုကိုလေး elegance ဖြစ်တယ်ဆိုတော့နော်နော် royal sun နဲ့ grace ဖြစ်တဲ့အဲအဲ့ဒီအားလေးကိုအမခံစားမှုပေးခြင်းလေးဟုတ်ပါဘူး။ဒီခေတ်ကြီးဆိုင်ကတော့ပမာဏနဲ့တော့ဟာကိရဝထံအာဒီနော်เนี่ยเขาก็เลือกมาให้อย่างดีแล้วว่าชุดเนี้ยเหมาะกว่าซึ่งพอใส่ออกมาเนี่ยว่ามันมีความอะไรแกมีความทันสมัยแล้วก็มีอ่าดีไซน์ที่สวยงาม ้ากับทุกคนแล้ก็ใส่ได้ง่ายว่าเราซื้ในบิ๊ที่ใช่ป้าเดซีเลยก็แต่ในสกุลเองว่ามันนกัสิสีพาร์ทเองก็เปลี่ยนที่เด่นในไทยย้อนไม่กลัเดนไซน์ทะเลว่าคิมีเดนไซน์เดนไปจนไปยันใจ Thank you คือสิบปีและคือการที่เราเป็นผู้นำคุณผู้นำจากกลับมาที่ประมาณกับร้านของ จริงๆก็ต้องบอกว่าเหมือนเดิมค่ะ ดีใจมากๆที่ทางเลดี้เกสติดต่อมานะคะแล้วก็ดีใจมากๆที่ได้กลับมาเพราะว่าเหมือนกันเพราะว่าในตลอดสิบปีผ่านมาในส่วนตัวคือได้กลับมาเลยแล้วก็ดีใจมากที่ได้กลับมา เพราะว่าค่อนข้างคิดถึงคิดถึงบรรยากาศของพม่าแล้วก็คิดถึงคนพม่าไม่รู้ว่า มาแล้วแบบจะเป็นยังไงว่าแต่พอมาถึงก็ทุกคนยังน่ารักเหมือนเดิมแล้วก็รู้สึกว่ามีการเปลี่ยนแปลงเยอะมากแล้วก็อยากมาอีกเพราะมีหลายอย่างที่รู้สึกว่าอยากมาเที่ยวอีกอะไรที่นี่จี่เรีอะนี้ค่ะที่เที่ยนทนท่าเรรีเทีที่มยาเมาเที่ยนทนท่าเรรีเที่ยาเมาเที่ยนทรีเที่มารที่มียนที่มาเรเราเ่มที่มาเนทรียนที่มาเร่เราเรียนทนยนทมาเม่มาเมาเนท่ายยานเรียนที่มาเที่ยนทีนเรียนท ဟိုမနေ့ကဆိုရင်သူ့ကိုရွှေရုံဖျားဖို့ပေးတယ်။နောက်မြမ dress လေးဆင်ပေးလိုက်တာပေါ့နော်။အတူတအားသဘောကျရလေ။ဟုတ်။ဟုတ်ကဲ့အခု Lady Grace သုံးဆိုင်မြောက်ဖူွယ်ပေါ့နော်။သုံးဆိုင်မြောက်ကနေနောက်ဆိုင်မောင်းများဆိုတာမြန်မာနိုင်ငံလုံးမှာလည်းထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ပါစေ။ရည်ရွယ်ချက်ပြပါစေ။နော်ဒီ၄ရက်၄ရက်ပေါ့နော်။ promotion ကာလမှာလည်း target အမီရောက်နိုင်ပါစေ။ရောက်ပါစေ။အဲ့ဆိုတော့ပြည့်စင်ပါတယ်။နော် အားလုံးဒီခက်မကစတဲ့တကူအောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်။ဒီအစနေပြပါစေဒီမှာလေးဟုတ်ကဲ့ဟုတ် ขอให้เลดี้แกนนะคะประสบความสำเร็จนะคะขายดีขายดีแล้วก็ขอให้ขยายสาขาต่อไปเรื่อยๆวทีนี่เราฝากถึงว่าหรือว่าเวของเราใช้คือเป็นยาชเป็นยายาเอกเองใช่ไหม Thank you ขอบคุณมากขอบุณมากขอบคุณมากขอบคุณมกขอบคุณากุณมกขากขอบคุณมากขอบคุณขอบคุณมากมากขอบคุณมากขอบคุณมากขอมากขออบาก